မေဂန်တမနာဒေါ်နယ်ထရန့်ကအီရန်ဆိုရပေါ်ပိတ်ဆို့အရေးယူမှုများကိုရှော့ပေါ်မှုအားအဆုံးသက်ချင်းဖြင့်ဖိအားများပုံမှုတိုးမြင့်လာခဲ့ပြီးနောက်အီရန်ကချင်းချောက်မှုအောက်တွင်ညီနိုင်ဆွေးနွေးမှုများလှုပ်ဆောင်သွားမှာမဟုတ်ကြောင်းမလ၁၀ရက်တွင်ပြောကြားခဲ့ပါသည်။အီရန်ဆိုရအနေဖြင့်၎င်း၏နျူကလ িয়ার စီမံကိန်းကိုစစ်ဘက်ဆိုင်ရာအသုံးပြုနိုင်ခြင်းနှင့်ပတ်သက်ပြီးအမေရိကန်၏စိုးရိမ်မှုကိုဖြေရှင်းရန်အတွက်ဆွေးနွေးမှုများလှုပ်ဆောင်ရန်အစဉ်အသင့်ဖြစ်ဖွယ်ရှိနေတော်လဲ၎င်း၏နျူကလ িয়ার စီမံကိန်းကိုအပြီးသတ်ပိတ်သိမ်းသွားမှာမဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာအီရန်တန်တမာကမလ9ရက်တွင်ပြောကြားပါတယ်။သို့သောမလ10ရက်တွင်အီရန်၏ထိပ်သီးသံအမတ်ကရင်းဆွေးနွေးမှုများကိုလှုပ်ဆောင်သွားပွဲမရှိတဲ့အရေးအယောင်ကိုပြသခဲ့ပြီးအီရန်စိုးရိုင်းနျူကလ িয়ার စီမံကိန်းကိုရှိနေမည်ဖြစ်ကာအစဉ်အမြဲငြိမ်းချမ်းရေးအတွက်တည်ရှိနေသောကြောင့်စစ်ဖက်ဆိုင်ရာအသုံးပြုမှုကဲ့သို့ကိစ္စများရှိလာမှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့ဖီအားတွေနဲ့ချင်းချမှုတွေအောက်မှာဆွေးနွေးညှိနှိုင်းသွားမှာမဟုတ်ပါဘူး။ဘလို့ကိစ္စရမျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုအခြေအနေမျိုးကိုထည့်သွင်းစဉ်းစားမှာမဟုတ်ပါဘူးလို့နိုင်ငံခြားရေးဝန်ကြီးက လူမှုကွန်ရက်အိတ်တွင်ရေးသားခဲ့ပါတယ်။အီရန်နေဖြင့်၎င်း၏နျူကလ িয়ার စီမံကိန်းနှင့်ပတ်သက်၍ဆွေးနွေးညှိနှိုင်းရန်ညှင်းဆုံမယ်ဆိုပါကစစ်ရေးဖြင့်လုံဆောင်သွားမှာဖြစ်တယ်လို့ထရန့်ကဇန်နဝါရီလတွင်အင်ဖြူတော်သို့ပြန်လည်ရောက်ရှိလာပြီးနောက်ပြောကြားခဲ့ပါတယ်။အီရန်ကိုပိတ်ဆို့အရေးယူမှုရှော့ပေါ်ချက်ကိုတတမ်းမတို့ရန်ဆုံးဖြတ်ချက်သည်အီရန်အားစီးပွားရေးသို့မဟုတ်ဘန်ဒါရေးဆိုင်ရာအခြေအနေကိုအတိုင်းအတာတစ်ခုထိတတ်တာဝင်မပေးရန်အတွက်ဖြစ်ကြောင်းအမေရိကန်နိုင်ငံသားဝင်ကြီးကမလကိုရက်တွင်ပြောကြားပါတယ်။